ချစ်စရာကောင်းလွန်တဲ့အမှုပညာမျိုးဆက်တွေကိုတစ်နှစ်တည်းမှအတူတူမွေးဖွားခဲ့ကြတဲ့နိုင်ငံကျော်အမှုပညာရှင်ကဦးပြည်သက်ချင်းရတဲ့အမှုပညာရှင်မင်းသားမင်းသမီးတွေဆိုတော့တစ်ချိန်ကတော့နုပြိုလန်းဆန်းတဲ့စစ်ကြောတက်လေးတွေဖြစ်ခဲ့ကြပါမိမယ်အခုချိန်မှာတော့ရင်သွေးငယ်လေးတွေရဲ့ဖေဖေမိမိဘဝကိုရောက်ရှိနေကြပါပြီရှင်ချစ်ရသူနဲ့ရွှေလက်တွဲအင်တာဗျူးပြီးတဲ့နောက်သူတို့ရဲ့အမှုပညာအမွေကိုစက္ကန့်မဲ့မျိုးဆက်တက်လေးတွေကိုမွေးဖွားထားခဲ့ကြတဲ့အမှုပညာရှင်တွေလည်းများနေပြီဖြစ်ပါတယ်ဒီအထက်ကမှအရန်ချစ်စရာကောင်းတဲ့အမှုပညာလောကရဲ့မျိုးဆက်တက်ရင်သွေးငယ်လေးတွေကိုတစ်နှစ်တည်းမှပြိုင်နုမွေးဖွားခဲ့ကြတဲ့နိုင်ငံကျော်အမှုပညာ ရှင်၅ရောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် နံပါတ်5နေဝင်းနဲ့အင်ချစ်ချောထိတ်တန်းစတော်တရားအဖြစ်ရည်တည်ခဲ့တယ်လို့လက်ရှိမှာအကယ်ဒမီရရှိနေတဲ့တရုတ်စာမင်းသားနေဝင်းနဲ့သူရဲ့ချစ်စနီးလေးအင်ချစ်ချောတို့ကပထမဆုံးရင်သွေးငယ်လေးကိုမူဖားခဲ့ကြပြီဖြစ်ပါတယ်၂၀24မှာမူဖားခဲ့တဲ့တမိငယ်လေးနေအရရချောဟာဆိုရင်တော့အခုချိန်မှာအသက်တစ်နှစ်ပြည့်သွားခဲ့ပါပြီတမိငယ်လေးရဲ့မွေးနေ့ဝဲကိုကျင်းပပေးနေပြီဒီနေ့ကျမ်းမှာမူဖားခဲ့ကြတဲ့တခြားသောအနုပညာရှင်ကြီးတွေကလည်းမွေးနေ့ကိုထပ်တူဂုဏ်ပြုပေးနေကြပါတယ်အကယ်ဒမီအစိုးရမင်းသားနေဝင်းနဲ့အင်ချစ်ချောတို့ကမြန်မာနိုင်ငံရဲ့စံပြဆောင်တွေလေးဖြစ်ပြီးတော့လက်ထပ်ပြီးချိန်မှာလေးပျော်ရွှင်တရား စီယံမိသားစုလေးကိုပိုင်ဆိုင်ထားခဲ့ကြပါတယ်။အခုဆိုရင်တော့သူတို့ရဲ့ပထမဆုံးသမီးလေးဖြစ်တဲ့နေအရာချောကတော့တနည်းပြမွေးနေလေးမှာအယံပျော်ရွှင်နေပြီးတော့ကျမ်းမာလှပစွာနဲ့အရွယ်ရောက်ကြီးပြင်းလာတာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။ဘာကင်ဖြစ်သူနေဝင်လိုမျိုးအကယ်ဒမီရအောင်မဲကြိုးစားမလားအစရောတယောက်ဖြစ်ရှောင်းလန်းမလားဆိုတာကတော့ရင်ခုန်စရာပါပဲရှင်။နမလေးအောင်မင်းခန့်အမတီဗီဖို့ဇလန်တွဲခဲမှာအရန်နာမည်ကြီးလူကြိုက်အများကြီးပန်းစားခဲ့တဲ့မြန်သာချောင်းအောင်မင်းခန့်ကလည်းသမီးငယ်လေးကိုမူဖားခဲ့ပြီးဖြစ်ပါတယ် ထိတ်တမင်းသားချော့အောင်မင်းခန်းနဲ့စီပွားရေးလုပ်ငန်းရှင်လေးရမယ်လေးတယောက်ဖြစ်တဲ့ Grace Thuro ရဲ့တမိငယ်လေးကလည်း2024ခုနှစ်မှာမူပါခဲ့ပြီးတော့အခုချိန်မှာတော့အရန်ကိုချစ်စရာကောင်းစွာနဲ့ချွတ်တက်နေပါပြီနော်။မျိုးလုံးလေးကအစအယုတ်ကလေးတယောက်လိုလှပလွန်လာတဲ့တမိငယ်လေးကိုတော့အောင်မင်းခန်းကချစ်လို့မဝအောင်ဖြစ်နေတာကြောင့်အမေရိကကိုအမြန်ဆုံးပြန်နိုင်ဖို့အတွက်လည်းကြိုးစားနေတာဖြစ်ပါတယ်။အောင်မင်းခန်းကလည်းတကယ်ကိုချော့မော့ခံရတဲ့မင်းသားတယောက်ဖြစ်သလိုထိတ်တမင်းသားနိုင်နိုင်နဲ့ညီကိုတော်ဆက်တာကြောင့်တမိငယ်လေးကတော့တကယ်ကိုအမှုပညာသွင်းအပြည့်ဝပါပြီးနောက်တစ်ချိန်အောင်မြင်တဲ့မင်းသမီးတက်လက်ဖြစ်လာတော့မှာပါရှင်။ 那么，东尼尼肯说。 နိုင်ငံကျော်အစရမကြီးတယောက်ဖြစ်တဲ့နီနီခင်စွာဆိုရင်လည်းအမေရိကန်မှာလက်ထပ်ခဲ့ပြီးတဲ့နောက်တမိငယ်လေးကိုတော့မြန်မာနိုင်ငံမှာမူဖွားခဲ့ပါတယ်။နီနီခင်စွာရဲ့တမိငယ်လေးကလည်းမွေးကင်းစအရွယ်မှာကလေးကအရင်အလှပကြိုက်သူဖြစ်ပြီးတော့ဟန်ပန်နေနဲ့ပို့စတေပေးနေတဲ့သူလည်းဖြစ်ပါတယ်။မိခင်ဖြစ်သူကအရင်ကိုအတန်ပါဝါကောင်းတဲ့အဆိုရှင်တယောက်လည်းဖြစ်တာကြောင့်တမိငယ်လေးကလည်းအမှုပညာပါရမီပါပြီးတော့အစရတယောက်ဖြစ်ရှောင်းလန်းဖို့အများကြီးအလားလာရှိနေပါတယ်။အခုတော့မိခင်ဖြစ်သူနဲ့အတူတူချစ်စရာကောင်းပြီးတော့လှပတဲ့ပုံရိပ်လေးတွေကိုရိုက်ကူးနေပြီးဆိုရှယ်မီဒီယာမှာနာမည်ကြီးပြီးတော့လူချစ်လူခင်ပေါ်များနေပါတယ်။ အမတ်နှစ်စံနေမြလန်အနုပညာလောကထဲမှာမျိုးရိုးနဲ့ယက်တီခဲ့တဲ့ထိတ်တန့်အစိုးရမင်းသမီးစံနေမြလန်ကဒုတိယမြောက်ရင်သွေးလေးကိုတိတ်မကြခင်ကမှမူဖတန့်စင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့သမီးငယ်လေးကလည်းတကယ်ကိုစစ်စရာကောင်းသူလေးဖြစ်တာကြောင့်အတော်ဖြစ်သူမင်းသမီးကြီးစိုးမြတ်သူစားအပါဝင်စိုးညီမတို့ရဲ့အချစ်ခံလေးဖြစ်ပါတယ်။ဒီလိုမျိုးအနုပညာမျိုးရိုးကြီးမားတဲ့အတန်ဝန်းကမူဖွားလာတဲ့သမီးငယ်လေးရဆိုရင်နောက်တစ်ချိန်အနုပညာလောကထဲကိုလွှမ်းမိုးလုပ်ကိုင်နိုင်တဲ့ထိတ်တန့်အနုပညာရှင်တယောက်ဖြစ်မယ်ဆိုတာကတော့သိကြပါတယ်။အတော်လေးလိုမျိုးမင်းသမီးအဖြစ်လောက်ကိုင်မလားမိခင်လိုမျိုးအစိုးရတယောက်ဖြစ်အပီပြင်းစဲမလားဆို ရာကတော့ပြည်သက်တွေသိကျင်နေတဲ့အကြောင်းအရာတစ်ခုပါရှင်။နံပါတ်၁သူထူးဆန်း အချိန်ကနမဲကျော်ထိတ်တမ်းမင်းသားကြီးသူထုဇန်ကတော့အနုပညာလောကရဲကိုဂျပန်ပြန်လည်ဝင်ရောက်လာတယ်လို့သူရဲ့ချစ်စရာကောင်းတဲ့အငယ်ဆုံးသမီးလေးကိုလည်းချပြလာခဲ့ပါတယ်။မင်းသားကြီးသူထုဇန်ကတာယာပျော်ရွှင်စရာမိသားစုဘဝကိုပိုင်ဆိုင်ထားပြီးရင်သွင်းငွေလေး၃ရောက်တောင်ရရှိနေပြီဖြစ်ပါတယ်။ဒါနဲ့သမီးလေးကလည်းအငယ်ဆုံးသမီးလေးရရှိလာတဲ့အတွက်အယံဝမ်းသာနေကြပြီးသမီးငယ်လေးကတော့အကိုရိအမရိကိုသားမကဖေဖေသူထုဇန်ကိုပါချွင်ရင်းနဲ့တိုင်လုံးရဲ့ချစ်ချင်းမြတ်တာတွေကိုရရှိနေပါတယ်။သူထုဇန်ကရုပ်ရည်ကအစတယောက်ဆောင်အရေးချက်လုံးဝအဖြစ်ပြောစရာမရှိအောင်ပြည့်စုံတဲ့မင်းသားတစ်လက်ဖြစ်တာကြောင့်သူ့ရဲ့ရင်သွင်းငွေလေးတွေက အနုပညာလောကမှာဘယ်လိုရှောင်လဲသွားမလဲဆိုပြီးတော့အားလုံးကသိကျင်နေကြတာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးတနည်းထဲမှာပေါ်ထွက်လာခဲ့ကြတဲ့အနုပညာရှင်တွေရဲ့အရင်သွေးငယ်လေးတွေထဲမှာဘယ်သူကဘယ်လိုအနုပညာအလုပ်တွေကိုရှောင်လန်းသွားမလဲလို့ပြည်သက်ကြီးတို့ရောထင်ကြပါသလဲရှင်။